မင်္ဂလာပါရှင် MCN ဂျင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုဆိုပါတယ်ဒီကနေ့မြန်မာတက္ကရိ1389ခုနှစ်တပေါင်းလာပြည့်ကျော်12ရက်နေ့ခရစ်တက္ကရိ2016ခုနှစ်ဧပြီလ4ရက်နေ့တနင်္လာနေ့ညနေ6:00နာရီထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီကနေ့မှရှုစားရမယ့်သတင်းတွေမှာဆိုရင်တော့ပြည်ထောင်စုဝန်ကြီး2ဦးအမည်စီးရင်နဲ့ပြည်ထောင်စုရှေ့နေချုပ်ပြည်ထောင်စုစီးရင်စီချုပ်အမည်စီးရင်တင်သွင်းခဲ့တဲ့သတင်းကောင်းဆန်းစုကြည်ကိုနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ယာရုတာဝန်ပေးဖို့မြို့သားလွှတ်တော်ကတည်ပြုပြီးတဲ့ဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်မှတပ်မတော်သားစုဖွဲ့မှဆက်လက်ကန့်ကွက်ခဲ့တဲ့အကြောင်း က်ဆောင်ပစ္စည်းလက်ခံရမှာငွေကျပ်2500ထက်မပိုစေဖို့နဲ့တစ်နှစ်လုံးသက်သိမ်းထက်မပိုရဘူးလို့ဒေါန်ဆန်းစုကြည်လမ်းညွှန်လိုက်တဲ့တဲ့။ဆလာဒရင်းတွေကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမအဆုံးအနေနဲ့ပြည်တော်စုဝင်ကြီး2ဦးအမည်စင်းနဲ့ပြည်တော်စုရှိနေကြုပ်ပြည်တော်စုစီးရင်စေးကြုပ်အမည်စင်းတွေတင်သွင်းခဲ့တဲ့တဲ့ကိုတော့ MCN နေပြီးတော့တင်းနောက်ခိုင်စင်ဦးကတင်ပေးပို့ထားပါတယ်ရှင်။နိုင်ငံတော်သမ္မတအစုပြုထားတဲ့ပညာရေးဝင်ကြီးဌာနနဲ့ လျှက်စနစ်စွမ်းရည်ဝင်ကြီးဌာနနှစ်ခုအတွက်အမည်စင်းတင်သွင်းလိုက်တာပါပညာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်လက်ရှိရန်ကုန်တိုင်းအနောက်ပိုင်းတက္ကသိုလ်ရဲ့တာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာမျိုးသိန်းကြီးနဲ့လျှက်စနစ်စွမ်းရည်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်စွမ်းရည်နယ်ဝင်ကြီးဌာနမှာအမြဲတမ်းအတွင်းဝင်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဥဖေစင်ထွန်းတို့ကိုအမည်စင်းတင်သွင်းခဲ့တာပါနိုင်ငံတော်ကမ္ဘာကတင်ပြထားတဲ့ပြည်အောင်စုဝင်ကြီးများဖြင့်ခရတ္တံဝင်တဲ့ပုဂ္ဂိုလ်များရဲ့အမည်စင်းကို ပြည်တော်စုတို့ပြောဆရာဒီဝင်ရဆက်ကုန်ဒီဝင်ကတတိယနေသတ်တော်သူမင်းပြောတယ်အကြံပြပါမယ်ညာလေအဲ့လိုပါဘာဖြစ်ဦးဖေစင်ထုံးလက်စင်နဲ့စိုးနေကိုကြီးထားတာဟုတ်ဒေါက်တာမျိုးပင်ကြီးပညာရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ပြည်တော်စုဝန်ကြီးအဖြစ်အတည်ပြုထားတယ်ပညာရေးနဲ့လက်စစ်စွမ်းရင်ဝန်ကြီးဌာနတွေကို တာဝန်ခွဲပေးလိုက်တာနဲ့ပတ်သက်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကလည်းအခုလိုဆိုပါတယ်။ဘူမန်နေရာမှာရောက်တယ်လို့လည်းကျွန်မကစားရတယ်။ဒီအခုလူတွေလည်းအဲ့လိုတွေ့ကြုံရှိရဆိုတာကျွန်မအထင်နဲ့အဆင်ပြေပါပါ။ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီကနေ့ကျင်းပတဲ့ပြည်တော်စုလွတ်တော်အစည်းအဝေးမှာပြည်တော်စုရှင်းနေချုပ်အဖြစ်လက်ရှိဒုတိယရှင်းနေချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဦးထွန်းနှုတ်ဦးကို၎င်းပြည်တော်စုစင်းစစ်ချုပ်အဖြစ်ရန်ကုန်စစ်ပွဲတက္ကသိုလ်အငြိမ်းစားပါမုခချုပ်ဦးမော်တန်းတို့ကို၎င်း ခန့်အပ်တဲ့လို့နိုင်ငံတော်သမ္မတဦးထင်ကျော်ကတင်ပြခဲ့ပါတယ်ရှင်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီဥက္ကဋ္ဌတောင်ဆန်းစုကြည်ကိုနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ယာတုတာဝန်ပေးဖို့အတွက်မြို့သားလှုပ်တော်ကတည်ပြုပြီးတဲ့ဥပဒေချမ်းကိုဒီကနေ့ပြည်သူ့လှုပ်တော်မှာဥပဒေချမ်းကော်မတီကတင်သွင်းခဲ့ရမှာတက်မတော်သာစုဖွဲ့မှဗိုလ်မှူးချုပ်မောင်မောင်ကကန့်ကွက်ခဲ့ပါတယ်။နိုင်ငံတော်ဤဆိုတဲ့စကားရဲ့စာနိုင်ငံတော်တမရဤလို့ပြောင်းလဲပေးဖို့နဲ့ဆွေးနွေးမှုကိုအချိန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ။တကြံပိတ်ရက်တွေနီးနေတာကြောင့်မနေ့ပြန်တရက်ပဲချိန်ပေးပြီးစီဇန်အတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ပါတယ်ရှင်။ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ဒေါက်တာမျိုးသိန်းကြီးကိုနိုင်ငံတော်တမရကအဆိုတင်သွင်းတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာဆရာများအဖွဲ့ချုပ်ကဘိုလ်လုံးမှုဆောင်ဦးတန်းထိုင်အောင်နဲ့ MCN သတင်းကန်ကဆက်သွယ်မိမဲချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ကိုသနိုင်အောင်ရေဒီနေ့နိုင်ငံတော်သမ္မတကတင်ပြလာတဲ့ပြည်တော်စုဝင်ကြီးတွေပြည်တော်စုရှင်းနေကြုံနဲ့ပြည်တော်စုစင်းချစ်တို့စင်းစစ်ချုပ်တွေကိုခန့်ဖို့တာဝန်ပေးမဲ့အမြင့်ဆုံးထွက်လာတယ်ခင်ဗျအဲ့ဒီဝင်ကြီးစည်းနေထဲမှာဒေါက်တာမျိုးသိန်းကြီးကိုပြည်ညာရေးဝင်ကြီးဌာနအဖြစ်သတ်မှတ်တဲ့ပုံမှာဝေဖန်မှုတွေရှိလာတယ်ခင်ဗျအဲ့ဒီခါနဲ့ပတ်သက်ပြီးတော့အမြင်လေးကိုပြောပြပေးပါ ကျွန်တော်အမြင်ကတော့ဗျာအဲ့ဒီဥစ္စာတော့ဒီကနေ့ပြောလို့ဆိုကျွန်တော်မကြိုက်ဘူးဗျာမကြိုက်ဘူးတော့ဘာကြောင့်လဲဆိုကျွန်တော်အန်ဒရီယာဆက်ပြီးတက်လာတော့သူတို့ change ဆိုတဲ့ပုံစံမျိုးနဲ့ပြောလာတယ်ကျွန်တော်တို့ကဒီကနေ့ပြောရမယ်ဆိုပြင်ပြောင်းလဲလို့ပြောလို့လာတဲ့ဒီကနေ့ပြောရမယ်ဆိုတော့ဝင်ကြီးနေရအနေနဲ့ကတော့ကျွန်တော်တို့ကတော့မကြိုက်ဘူးဗျာဟုတ်ကဲ့ဒါလည်းရှာလို့လည်းအများကြီးရှိပါတယ်အဲ့ဒီခုနလုံးစေတော့အခုမှသူကအနောက်ပိုင်းအနောက်ပိုင်းတက်ကြလို့မှပါကြလားမသိဘူးโอเคสอตู้อ่ะเนี่ยตะเกลโลขั้นไล่มั้ยဆိုလို့ရှင်ဒီပညာရေးလောကနဲ့ပတ်သက်ပြီးတော့ဒီအနာကအကျိုးဆက်ပါတွေဖြစ်လာနိုင်တယ် အနာဂတ်အကျိုးမြတ်ကတော့အခုလောလောဆယ်ကိုပညာရေးလုံးဝတဲ့မှာကိုပဲတခါတည်းဟိုဟိုဖော်လို့ရတယ်ဖော်လို့ရတယ်ငါချင်းချင်းပြောရမယ်ဆိုသူတို့သူမှမကြိုက်တော့ဘူးဟုတ်ကဲ့ပညာရေးလုံးဝတဲ့မှာရှိနေဆရာဆရာမတွေနောက်ပြီးတော့ကျောင်းသူကျောင်းသားတွေသူမှမကြိုက်ဘူးဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဆိုတော့သူဟိုတကယ် ောမှာဆိုရင်ဆက်ပြီးလုပ်ရတယ်ဆိုတော့ပတိကောက်တော့နိုင်လာတယ်ဗျာဟုတ်ကဲ့ဆိုတော့အခုဘလူတွေများအခက်ခဲတွေရှိလာနိုင်လဲကိုသူ့ကိုမကြိုက်ကြဘူးဆိုတဲ့ဟာကဟိုအရင်အချိန်နေတုန်းကအရင်အစိုးရနဲ့အစိုးရအဖွဲ့ထဲမှာလဲသူကပညာရေးတောင်းကိုယူထားခဲ့လို့လားဒါမှမဟုတ်ရှင်အရင်သူ့ရဲ့လုံဆောင်ချက်တွေအားလဲဒီပညာရေးလောကကိုထိရောက်မှုမရှိလို့လားခင်ဗျအဲသူ့အနေနဲ့ဆိုကျွန်တော်တို့ကတော့အားလုံးမရဘူးဗျာထိရောက်မှုမရှိဘူးလို့ဆိုကြပါဆိုနောက်ပြီးတော့ဒီမှာဆရာသမဂ္ဂတွေရောအကြောင်းသားသမဂ္ဂတွေရောဟိုရင်ကြရတိုင်းပဲ ဟိုကျွန်တော်တို့ဟိုအစိုးရသူကတော့သူတို့ကတော့အစိုးရဘက်ကပေါ့လေအစိုးရခိုင်းတဲ့အတိုင်းသူကသူလုပ်တယ်ပဲဆိုဆိုပါဆိုဆိုပေါ့ဒါပေမဲ့ဟိုအဆင်ပြေမှုတွေတခုမှမရှိခဲ့ဘူးဟိုနောက်ပြီးတော့သူအဲ့လိုမျိုးသူ့ရင်ပြောင်းလဲရေးတယ်လူလာတယ်လေကျွန်တော်ကျွန်တော်မသိဒါပေမဲ့သူခိုင်းတဲ့ဥစ္စာတော့လုပ်လုပ်ဖြစ်လုပ်လုပ်ရင်လုပ်မှာပေါ့လေဒါပေမဲ့ကျွန်တော်တို့မကြိုက်ဘူးဟုတ်ကဲ့ဆိုတော့ तू ကတော့ဥဒ္ဒါဒါဆိုလို့ရှိလို့ရှိရင် तू ရဲ့အခြေအနေကမလုံမရှုံမပြုတ်ဆိုတဲ့သဘောဖြစ်နေတာပေါ့ မှန်နေမှန်နေကျွန်တော်ဥပမာတစ်ခုပေးပြောပြမယ်ဗျာကျွန်တော်တို့ဥစားပေါ်အမျိုးသားပညာရေးဥပဒေအတွက်ဆိုပြီးတော့မှာဒီဥပဒေဥပဒေရေးဆွဲဥပဒေရေးဆွဲဟိုတဲ့နောက်ဆုံး finalize အစိုးရဘက်ကနေမှာတို့လုပ်တဲ့ပွဲပေါ်နေပြီးတော့မှာလုပ်တဲ့ပွဲပဲဆိုရင်တော့ဆိုလို့ရှိရင်2014 match လာ9ရက်6ရက်မှာလုပ်မဲ့ပွဲ9ရက်6ရက်မှာလုပ်မဲ့ပွဲကိုကျွန်တော်တို့ဒီဘက်မှာရှိနေတဲ့ NNIA NNIA မှာလည်းကျွန်တော်တို့ဆရာသမဂ္ဂကြီးကျောင်းသားသမဂ္ဂကြီးပါတာဟုတ်အဲ့တော့ NNIA ကိုလှမ်းပြီးတော့ချိန်ဆက်တယ်ချိန်ဆက်ပြီးတော့ NNIA ကကိုယ်စားလှယ်တွေတွေကဒီမှာတရား 150လောက်လာပြီးတော့နေပြီးတော့ပွဲလာတက်ဖို့ဆိုဖေဖော်ဝါရီ28ရက်နေ့မှာကျွန်တော်တို့စီဖုန်းလမ်းဆက်ပြီးတော့မှသူကနေမှလမ်းပြီးပြောတယ်သူကိုယ်တိုင်ပြောတာပြောတော့ကျတော့ဟုတ်ပြီအဲ့ဒါဆို28ရက်နေ့လောက်ပြီးတော့နောက်ထပ် confirm ထပ်လုပ်တယ်နော်2ရက်နေ့ဒီ confirm ထပ်လုပ်နောက်3ရက်နေ့ကျတော့3ရက်နေ့ကျတော့ကျွန်တော်ကျွန်တော်ရနောက်ထပ်ကျွန်တော်ဒီဆရာသမဂ္ဂဆရာတစ်ယောက်ရနှစ်ယောက်နေပြီးတော့သွားမယ်ဒီရန်ကုန်ရန်ကုန်ကနေမှနေပြီးတော့သွားမယ်ကားပေါ်လဲရောက်လဲရောက်တဲ့အချိန်ညပိုင်း9နာရီလောက်ရှိပြီရောက်တဲ့အချိန်ကျကမှအဲ့အချိန်ကျကမှဟို ခေါ်ထားတာအခုဥစားအစီအစဉ်ကိုဖြတ်လိုက်ပါတယ်ဆိုပြီးတော့ဖုန်းလမ်းဆက်ပြီးကျွန်တော်တို့ဗာဆက်လို့လို့အဲ့ချိန်တော့ဒီမှာ3ရက်နေဆိုတော့5ရက်နေကိုလာတော့5ရက်နေကိုရောက်ဖို့တော့4ရက်နေမှာဟိုအဖွဲအဖွဲအစီအစဉ်လာတော့မယ်တနိုင်ငံလုံးကလာမဲ့အဖွဲတွေကိုကျွန်တော်တို့ကဟိုမှာနေရေးဆိုင်ရေးဘာညာအကုန်လုံးစီစဉ်ပေးရမှာမဟုတ်သူကိုယ်တိုင်ကလည်းဗာလဲဆိုလို့ချင်းစီပင်ရိတ်တာမှာနေရေးဆိုင်ရေးသူတို့စီစဉ်ထားပါတယ်ဆိုတော့ကျွန်တော်တို့ကကိုယ့်အဖွဲလာလို့ချင်းအစီအစဉ်ပြေအောင်ဆိုပြီးတော့ဟိုမှာ ဲ့တော့နေနေပေါင်းစုံကနေမှလာတဲ့အဖွဲ့တွေရှိတယ်ဆိုနေတော့ဂျန်ကောကနေမှစုပြီးတော့လာမဲ့အဖွဲ့ဆိုကားနှစ်စင်းစာကျွန်တော်တို့ပတ်စံပေးထားပြီးသားအဲ့ဒီပတ်စံတောင်းမဲ့ဆက်ရံနေရှုံးတယ်အဲ့လိုပုံစံမျိုးဖြစ်တယ်ဗျာတကယ်တမ်းပြောရဆိုကိုပြောခဲ့တဲ့စကားကိုလည်းကိုယ့်အကိုတာဝန်ခံတဲ့ဥစ္စာမျိုးရှိရှင်းစကားနဲ့နောက်စကားနဲ့ဟိုသူကတော့သူခိုင်းလို့လောရတယ်လို့ပြောရင်ပြောမှာပါဗျာဒါပေမဲ့ခိုင်းလို့လောရတယ်ဆိုရင်မရှိစကားနောက်စကားနဲ့မညီတဲ့လူမျိုးတော့ကျွန်တော်တို့ပညာရေးဌာနမှာတော့မလို့ချင်ဟုတ်ကဲ့ဆိုတော့ NLD အနေနဲ့ကတော့သူ့ကိုဘာကြောင့်ရွေးတယ်လို့အခုသုံးသပ်မိလဲ အဲ့ဒါတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ကအဲ့ဒီကိစ္စမဟုတ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့အခုကဆက်ဆံရေးမှာဒီကရမ်းပြောရမယ်ဆိုရင်ကျွန်တော်တို့ institution တွေနဲ့မှာသောင်းသားတမကတို့ institution ဆရာတမက institution နဲ့ဆက်ဆံရေးမှာတော့တော်တော်လေးတော့ဟိုတတိကောက်နိုင်သွားပြီအဲ့ဒါကြောင့်ဟုတ်ကဲ့ဆိုတော့ဟိုညနှုန်းကလေးကသူကအဲ့ဒီဟိုအစိုးရအဖွဲ့အကောင့်အထက်ပေါ်ခဲ့တဲ့အထက်မှာပါအရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ဆရာဒီဘက်ထက်မှာရှိနေတဲ့ဆရာဆရာတွေတော်တော်များများအကူပဲ အရင်တော့ဖျက်ခဲ့တဲ့လူတွေထဲမှာဒီလူတွေပါနေပြီးတော့ဒီလူတွေကိုပြန်ပြီးတော့သုံးတယ်ဆိုတော့သူတို့စိတ်မတိုက်ကြအောင်ဟုတ်ကဲ့ပြောရမယ်ဆိုဘာဥပမာပေးတော့ဆိုလို့ချင်းစီဟိုစီဟောင်းပလင်းအစ်င့်နဲ့ထည့်ထားသလိုပဲပါညာဆိုတော့အဲ့လိုမျိုးဥပမာပေးလာတဲ့အခြေအနေမျိုးမှာရှိဟုတ်ကဲ့ဆိုတော့အကိုတို့အနေနဲ့ရောဒီပညာရေးလောကသားတွေအနေနဲ့ရောဒီဝင်ကြီးရွေးချယ်လိုက်တဲ့အပေါ်မှာဗားရင်များဆက်လုပ်ဖို့အစီအစဉ်ရှိလိုက်ခင်ဗျအခုလောလောဆယ်တော့ဗားဆက်လုပ်အောင်အခုအခုလောလောဆယ်ကဘာပေါ်လို့ရရအောင်ဆုံးတော့မကြိုက်ဘူးပဲပြောနေကျွန်တော်တို့လည်းအခုတည်းဒီဗားမှာဗားစဉ်းစားလို့စဉ်းစားရမှာမဖြစ်အခုလောလောဆယ် နိုင်ငံတော်သမ္မတရုံးကလက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ပတ်သက်ပြီးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။လက်ဆောင်ပစ္စည်းရယူရမှာငွေကျပ်2500ထက်မပိုပဲလက်ဆောင်ပစ္စည်းကိုသာလက်ခံခွင့်ရှိပြီးတစ်နှစ်ပတ်လုံးလက်ခံတဲ့လက်ဆောင်ပစ္စည်းတန်ဖိုးဟာငွေကျပ်3သိန်းထက်မပိုရဘူးလို့တားမြစ်ထားတာပါ။ခါကြီးရဲ့ကြီးတွေမှာဂါရဝပြုပေးရသည့်လက်ဆောင်ပစ္စည်းဟာငွေကျပ်3သိန်းထက်မပိုသောလက်ဆောင်ပစ္စည်းတွေကိုသာချွင်းချက်ဖြင့်လက်ခံခွင့်ပြုထားတာဖြစ်ပါတယ်ရှင်။ ူရန်စာအလုံးပါဝင်နိုင်မယ်တွဲလန့်ညီညာပြည်မမာမြင်နဲ့ရန်ကုန်မြို့မှာပျော်ပွဲရှင်ပွဲကျင်းပသွားဖို့ရှိနေတဲ့အကြောင်းကိုတော့ MCN သတင်းနောက်ပိုင်းသက်ကြော်ကသတင်းပေးပို့ထားပါတယ်ရှင်တေးတန်ရှင်စော့ဖူခွာကိုရန်ဦးစီးကျင်းပမယ်ချစ်ကြညီညာပြည်မမာပျော်ပွေးပွဲတော်ကိုဧပြီလ9ရက်နေ့မှာရန်ကုန်မြို့ပြည်သူ့ရင်မြေမှာကျင်းပသွားဖို့အစီအစဉ်ရှိနေတာဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုတော့ရန်ကုန်မြို့ M3 ဂီတခံမှာဧပြီလ၄ရက်နေ့နေ့လယ်၂နာရီမှာကျင်းပပြုလုပ်ခဲ့ပါတယ် အရွယ်ချက်ကတော့ unity ပေါ့ကျွန်တော်တို့အနာဂတ်တစ်ခုအစ်စ်တစ်ခုပေါ့ကျွန်တော်တို့ format ချလိုက်တော့ပဲအဟောင်းနဲ့အသင်ခန်းစာပဲယူမယ်အစ်စ်မှာကျွန်တော်တို့စီစီလုံးလုံးညီညွတ်ညွတ်နဲ့ကျွန်တော်တို့ forward together ပေါ့ဘာကြောင့်လဲဆိုတော့အရွယ်ချက်ကတော့ဒါပါပဲအဲ့မှာအမှုပြန်ရဲပတ်သက်တဲ့အစုံပေါ့နော်ဂီတပါမယ်ရုပ်ရှင်ဖွဲ့တွေရနေပြီးတော့ပါဝင်တာတွေပါမယ်ပူအောင်ပါဝင်တာပါမယ်ပကြီးပြီးတော့ privacy အဲ့လိုမျိုးတွေပေါ့နော်နောက်တော့ကိုတက်ဆွမ်းနဲ့ဒီလူငယ်တွေဆိုလည်းအမျိုးမျိုးပေါ့မျက်လှည့်တွေပါမယ်ပါညာပေါ့နော်အဲ့လိုမျိုးဟိုနောက်အားကစားဆိုလည်းချင်းလုံးပေါ့နော်ရွယ်လုံးအလှလေးတွေပါလေအဲ့လိုမျိုးတွေပေါ့နော်အားလုံးတကယ်ပဒေသာကြီးပေါ့နော်ဒေသာအမှုပညာဖို့ဟိုပြပွဲကြီးပေါ့နော်အဲ့လိုမျိုးလှုပ်ပြီးတော့မှ unity ကိုတည်ဆောက်တဲ့ပုံစံမျိုးကိုပေါ်ကျူးမှာဖြစ်ပါတယ်ဟုတ်ဒီဘက်ကိုတော့ဝင်ကြီးအကမဲ့ဖြစ်စီစဉ်ထားပြီးတော့ဒီဘက်တော့ရန်မုံငွေဘွဲတော့လည်းမဟုတ်သလိုပွဲတော်အတွင်းမှာလည်းငွေကြီးနဲ့ရောင်းဝယ်မှုတွေလည်းပြုလုပ်သွားမှာမဟုတ်ပါဘူး အခုပွဲစီစဉ်ရတာဟာမြန်မာနိုင်ငံသားတယောက်ဖြစ်ရက်တီနေသူတိုင်းပါဝင်ဆွေးနွေးနိုင်အောင်စီစဉ်ထားတာဖြစ်ပြီးတော့တမိုင်းဝင်မဲ့နှုတ်ပညာပွဲတော်တပွဲဖြစ်အောင်ပြုလုပ်သွားမယ်လို့လည်းဆိုကြပါတယ်ကျွန်တော်မှန်းတာကတော့ကျွန်တော်ခေါင်းထဲမှာပေါ့နော်အခက်ခဲဆိုတာထဲကိုအဲ့ဒီနေ့ကျရင်တော့ဒီလူတွေအားလုံးတေချာတာကတော့စိတ်ရှိတဲ့လူတွေ လာဖြစ်ဖို့များတယ်လေစိတ်ရှိတဲ့လူမှသာအဲ့ဒီကိုရောက်လာမယ်စိတ်ရှိတဲ့လူမှသာဒီအရာတွေကိုလာပါဝင်မှာဖြစ်တဲ့အတွက်လာတဲ့လူတွေမှာတော့အခက်အခဲရှိမှာမဟုတ်ဘူးရှိလာတဲ့အခက်အခဲကိုလည်းတို့ရောသူတို့ပဲခေါက်ပွဲခေါင်းစဉ်နဲ့ညီမျှစွာပေါ့နော်ချစ်ကြညီညာပြေပါဆိုတဲ့အတိုင်းစည်းစည်းလုံးလုံးညီညွတ်နဲ့အခက်အခဲရှိလာရင်လည်းအဲ့ဒီမှာပဲပုံဖော်ပြီးတော့ live ကိုဖြည့်ရှင်းသွားနိုင်မယ်ဆိုတော့အခက်အခဲကိုကျွန်တော်မမျှော်လင့်ထားပါဘူးကျွန်တော်တို့အဲကျွန်တော်တို့စောက်တည်တဲ့ဒီ unity အားစုအသိကြီးရလဲကျွန်တော်တို့အဲ့ဒီမှာရရှိနိုင်မယ်လို့ကျွန်တော်မျှော်လင့်ထားပါတယ်ဟုတ် ီပွဲတော်ကိုစိတ်ဝင်စားသူတွေအနေနဲ့လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ထားပြီးပအဝင်သူလမ်းကျင်တဲ့အလှရှင်တွေကိုလည်းဖိတ်ခေါ်နေတာဖြစ်ပါတယ်ခင်ဗျာဒီနေ့နေ့တိုင်းဒေသကြီးတွေရဲ့လှတ်တော်စည်းဝေးတွေကိုဆက်လက်ကျင်းပနေပြီးအစိုးရဖွဲ့ဝင်ဝင်ကြီးတွေကိုလည်းခန့်အပ်နေပြီဖြစ်ပါတယ်ဒီလိုခန့်အပ်ရမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်သားမကတခြားပါတီဝင်အချို့ကိုပါထည့်သွင်းထားပြီးပြင်ပကပညာရှင်တွေလည်းပါဝင်လာတာဖြစ်ပါတယ် ဆိုရသည့်လက်ထက်မှာအသစ်ဖွဲ့စည်းပါဝင်လာတဲ့တိုင်းသားလူမျိုးရေးရာဝန်ကြီးဌာနရဲ့တိုင်းဒေသကြီးနဲ့ပြည်내ဆင်ဝင်ကြီးတွေရဲ့အမိစင်းတွေကိုလည်းနိုင်ငံတော်သမ္မတကပြည်အောင်စုလွှတ်တော်ကိုပေးပို့ထားပြီးဖြစ်ပါတယ်။ဒီလိုခန့်အရာမှာရှမ်းပြည်နယ်အတွင်းတိုင်းသားလူမျိုးရေးရာဝန်ကြီးအများဆုံးပါဝင်လာပြီး9ဦးရှိနေတာဖြစ်ပါတယ်ရှင်။ MCN သတင်းဌာနရဲ့ညနေ6:00နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးကြတာဖြစ်ပါတယ်။ ။နောက်နေ့တွင်မှာဆိုရင်လည်းတခြားထူးခြားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးအောင်မို့လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်။ထုတ်လင်းခဲ့တဲ့ MCN ရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်တွေကိုတော့ www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ Facebook လူမှုကွန်ရက်ဆာမျက်နှာမှာဆိုရင်တော့ MCN TV News နာမည်နဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN ရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကိုကြည့်ရှုခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့အေးမြတ်ပါ။